မြန်မာပြည်ရဲ့ဝေတန်တရားမင်းကြီးလို့ခေါ်ရလောက်အောင်ရပ်ပေါင်းများစွာစတုတ္တိတာကျွေးမွေးနေရင်ဇွဲထက်ရွှေဆိုင်ပြည်သူများလုံးမင်္ဂလာပါရှင့် Famous Selenius ကနေပြန်လဲကြိုဆိုလိုက်ပါတယ် ဇွဲတဲ့ရွှေဆိုင်က2013ခုနှစ်တုန်းကလာရှုမျိုးမှာရွှေဆိုင်တည်တည်လေးဘဝကနေစူးစမ်းလာခဲ့ရတာပါ။စနေနေ့အတွင်းမှာရွှေဆိုင်ခွဲ18ဆိုင်ဖွင့်လှစ်နိုင်ခဲ့ရာကြောင်းဘလို့နီးဝင်နေအောင်မြင်လာခဲ့လဲဆိုတဲ့အကြောင်းကိုအလုံးကစိတ်ဝင်စားခဲ့ကြပါရယ်စနေနေ့အတွင်းမှာဆိုင်ခွဲ18ဆိုင်ကိုဖွင့်နိုင်ခဲ့ရာကအင်အားကြီးတဲ့နောက်ခံတယောက်ယောက်ကြောင့်ရှိနေလို့များလားဆိုပြီးတန်တရားဝင်ခဲ့ကြတာပါ ဒါပေမဲ့ငလင်ပေးကာလာပြီးရဲ့အချိန်မှာတော့ဇွဲထက်ရွှေဆိုင်ကဘာကြောင့်အချိန်တို့အတွင်းအောင်မြင်ရလဲဆိုတဲ့အကြောင်းကိုအားလုံးကသိရှိနားလည်သွားခဲ့ကြပါတော့တယ်။ဇွဲထက်ရွှေဆိုင်ကငလင်လုတ်ပြီးရဲ့နောက်တရက်နေ့ကနေစတင်ပြီးတော့စတုတီတာအလူတွေကိုလူထောင်ချီအလူပေးခဲ့ပါတယ်။မန္တလေးမြို့မှာတခြားဘဲရွှေဆိုင်ကမှစတုတီတာတွေမကြွေးသေးခင်ဇွဲထက်ကအရင်ဆုံးစတုတီတာကြွေးခဲ့ရဖြစ်တယ်လို့ရက်အရှိကြဆုံးကြွေးနိုင်တဲ့ဆိုင်ကြီးလည်းဖြစ်ပါတယ်။ ကုန်စည်နှုန်းတွေကြီးနေတဲ့ကာလမှာလူထောင်ကြီးကိုနေ့စဉ်စတုတ္ထိတာကျွေးဖို့ဆိုတာကတော့မလွယ်ကူပါဘူး။ဒါပေမဲ့ဇွဲထက်မိသားစုကအခြေခံမိသားစုတွေရဲ့ဘဝကိုစာနာပေးနိုင်ခဲ့ပါတယ်။ဇွဲထက်ရွှေဆိုင်ပန်းရှင်ဦးဆန်းဝင်းနဲ့ဒေါ်ဝင်းမာတို့ကကြောက်ဥတလုံးကိုနှစ်ယောက်အတူစားပြီးတော့ကြိုးစားလာခဲ့ရကြောင်းခမင်းတနက်ရက်တန်ဖိုးကိုသိပါတယ်။ဒါကြောင့်ငလင်တန်ကြောင့်လူအများခက်ခဲနေချိန်မှာအစားအသောက်အတွက်မပူမပန်ရအောင်စတုတ္ထိတာတွေကိုအရှံပဲကျွေးမွေးနေခဲ့တာဖြစ်ပါတယ်။ ချက်ပြုတ်တဲ့အခါမှာလည်းဇွဲထက်မိသားစုဝင်တွေကိုယ်တိုင်ချက်ပြုတ်လူတန်းပေးနေရပါဇတုတိတာကိုလောင်စားတဲ့အယုတ်အလတ်အမျက်မရွေးစားသုံးနိုင်ဖို့အတွက်ဟင်းတွေကိုပြင်ဆင်ထားခဲ့ရကြောင်းခေတ်သစ်ဝေတန်နီယာအဖြစ်တောင်မှချီးကျူးနေခဲ့ကြပါတယ် ဇွဲတဲ့ရွှေဆိုင်ကတကြီးရွယ်ဦးတွေကိုလည်းဂယုတစိုက်ကျွေးမွေးတယ်လို့တချို့သောအဖိုးအဖွားတွေကိုလည်းအိမ်မာဝါစားလို့ရအောင်ဘူးလေးနဲ့ပါထည့်ပေးလိုက်ပါသေးတယ်။ဒါတင်မကသေးပဲဟင်းပကံကြီးကိုခြားထားပြီးတော့စိတ်ကြိုက်ထည့်စားလို့ရအောင်စီစဉ်ပေးထားတယ်လို့လာစားတဲ့သူတွေထဲမှာကလေးငယ်လေးတွေပါရင်လည်းစိတ်ဖြောင်းဖြောင်းစားလို့ရအောင်ဆိုင်ပန်ရှင်ကိုရိုင်က ကလေးကိုထိန်ပေးပါသေးတယ်။ လူအများကိုအလူလုပ်ပေးနေတဲ့အချိန်မှာဇွဲတက်ပိုင်ရှင်တတိမကြီးနဲ့တတိသမီးကတံပိုးကြီးရဲ့လက်ဝတ်ရတနာတွေကိုဘာတကူမှဝစ်စင်မထားခဲ့ပါဘူး။သူတပားအစင်မပြေဖြစ်နေတဲ့အချိန်မှာကြွားဝါနေစရာမလိုအပ်တာကြောင့်တာမန်အဝိအစားလေးတွေကိုဝစ်ပြီးတော့ဧည့်ခံနေခဲ့ရပါဘူး။ ဇွဲထက်ရွှေဆိုင်ကစတုတီတာကိုလာသည်များလူတိုင်းကိုအဲ့ခဲယုံသားမကသူတို့ကိုယ်တိုင်လည်းဝင်ပြီးတော့စားသုံးတတ်ပါတယ်။ဇွဲထက်ရွှေဆိုင်ကငလင်တန်းကြောင့်ပျက်စီးသွားတဲ့မစိုးရင်ပင်မအလဲចောင်းတိုက်ကိုလည်းမူလလက်ရတိုင်းပြန်လည်ရရှိအောင်သိန်းပေါင်း2000ခွဲအကုန်ကျခံပြီးတော့ပြုတ်ပြင်းသွားအောင်မှာပါ။ရှေးလက်ရတခုပြုတ်ပြက်ခဲ့ရကြောင့်ဆရာတော်ရိစိတ်မကောင်းဖြစ်နေတဲ့ချိန်မှာဇွဲထက်ကတော့သိန်းပေါင်း2000ခွဲအကုန်ကျခံကဆောက်လုပ်လူတန်းသွားမှာဖြစ်လို့တနိုင်ငံလုံးကတောင်တာဒုခေါ်ခဲ့ရပါတယ်။ ဒီလိုမျိုးအလူတွေကိုနေ့စဉ်လှုပ်ပေးနိုင်ဖို့ဆိုတာကတော့ငွေချီတိုင်းလည်းမလွယ်ကူပါဘူး။ငွေချီရဲ့သူတိုင်းကလည်းစာနာစိမ့်နဲ့အလူတန်းနိုင်မှသာအလူကဖြစ်မြောက်တာဖြစ်ပြီးရောဇွဲထက်ရဲ့အလူကတော့ချီချူရလာအောင်ကိုစေတနာအပြည့်ပါဝင်နေရဆိုတာသိတာထင်ရှားလာပါတယ်။လူထောင်ချီကိုနေ့စဉ်စတုတိတာကျွေးပြီးရောအလူပြုတ်နေရဇွဲထက်ရွှေဆိုင်မိသားစုပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်။ အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။